တရုတ်ကမြန်မာပြည်ကိုဘလူဖြစ်စီအောင်လုပ်တာလဲဘလူစူးမှုတာလဲဆိုတော့ topic လေးကိုကျွန်တော်ပြောပြချင်တာမနေ့ညကလည်းဒီကိစ္စကြီးကိုကျွန်တော်ပြောမယ်ဆိုမှအချိန်မရှိသေးလို့အခုကျွန်တော်ပြောချင်တယ်ပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံတမ်းမှန်တယ်ဆိုရင်တရုတ်ကိုလုံးဝအားမပေးခြင်းဘူးဒါကတော့စစ်ကောင်စီဖက်ကလူတွေကပဲဖြစ်ဖြစ်တော်လှန်ရေးလူတွေကပဲဖြစ်ဖြစ်ပေါ့နော် ဒီကိစ္စကြီးကတော့မှပြောမယ်ဆိုပြစ်တတတော်များများကတိပြီးသားပါဒါပေမဲ့ကျွန်တော်တဖန်ပြန်ပြီးမှကျွန်တော်မြန်မာနိုင်ငံသားတွေကတတိမမေ့ဘူးကျွန်တော်တစ်ချက်လောက်ပြောချင်တယ်ပေါ့နော်တရုတ်ကမြန်မာနိုင်ငံကြီးကူပြီးလွှမ်းမိုးတာလဲဘလို့ဖြစ်စီးတာလဲဆိုတော့လူတိုင်းကတိပြီးသားဖြစ်မလို့ကျွန်တော်ထင်တယ်ဒါပေမဲ့မတိသေးတဲ့ပြစ်တတချို့တွင်တော့ကျွန်တော်ဒီကိစ္စလေးကိုပြန် remind ဖြစ်အောင်ပြောပြချင်တယ်ကွာဒီကိစ္စကပြောချင်တာအရကြပြီတရုတ်နိုင်ငံကကျွန်တော်မြန်မာနိုင်ငံပေါ်ဘလောက်ထိရောက်မှာတဲ့အကြောင်းကို ပြောချင်တာအရန်ကြပြီဒါလူတိုင်းအလိုတိပြီးသားပဲမြဲကျွန်တော်ကအချက်အာအချက်လက်ချက်ကြလိုက်နေကျွန်တော်ပြောချင်တယ်ပေါ့နော်နံပါတ်1ကြည့်ကြည့်ရအောင်တရုတ်ကကျွန်တော်တို့နိုင်ငံကိုဘလူနီနဲ့ဖြစ်စည်းပြီးလွှမ်းမိုးတာလေဆိုတော့တရုတ်ကမြန်မာနိုင်ငံမှာလာပြီးမှစီးပွားရေးနဲ့အုပ်ကြီးကိုလုပလိုက်တာကျွန်တော်ရဲ့မြန်မာရဲ့စီးပွားရေးအားလုံးကိုသူ့ရဲ့လက်ဝါးကြီးကနေအုပ်ပလိုက်တာဆိုတော့တရုတ်ကုမ္ပဏီတွေကမြန်မာမှာ လာပြီးမှလုံးဝအခုအကြီးစားရင်းနှီးမြှုပ်နှိုင်မှုလှုပ်ထားတယ်ကွာအခုကျွန်တော်တို့နိုင်ငံမှာတခြားနိုင်ငံတွေနဲ့နှိုင်းယှဉ်မယ်ဆိုတော့တရုတ်က the biggest invest investor ဖြစ်တယ်အကြီးမားဆုံးရင်းနှီးမြှုပ်နှိုင်မှုလုပ်တဲ့လူတွေရှိတယ်ဆိုတော့ဘလောက်ထိတရုတ်ကရောက်มาလဲဆိုတော့ကျွန်တော်တို့နိုင်ငံမှာတရုတ်ကလာပြီးမှ company တွေထောင်ရဲစိတ်ယူထောင်ရဲမို့လားသူရဲ့တရုတ်အလုပ်သမားတွေပဲခိုတုံးတာကျွန်တော်မြန်မာနိုင်ငံမှာလေ ခုအာဖရိကမှာလည်းလိုပါပဲသူကအာဖရိကမှာသွားပြီးမှဆက်ယုံတွေလုပ်နေတယ်ဒါပေမဲ့သူ့ရဲ့တရုတ်အလုပ်သားတွေကိုခေါ်ပြီးမှလုပ်ခိုင်းတာကွာအခုကျွန်တော်အဲ့လိုပြောတာနဲ့အာကျွန်တော်တို့လည်းတရုတ်ဆက်ယုံမှလုပ်တာပဲလို့ပရိသတ်တချို့ကပြောချင်ပြောမှာပါ I get it တချို့တနေတော့မြန်မာလုပ်သားတွေလည်းရှိပါတယ်ဒါပေမဲ့တရုတ်ရဲ့နီးပြူဟာပါလဲဆိုတော့မြန်မာနိုင်ငံမှာလာပြီးမှ company company တွေကိုထောင်ပြီးမှဘာလုပ်ခဲ့လဲဆိုတော့သူ့ရဲ့တရုတ်အလုပ်သားတွေကိုခေါ်ပြီးမှမြန်မာပြည်မှာလုပ်ခိုင်းတာကွာဆိုတော့အမျက်ငွေအားလုံးသူကတရုတ်ကပြန်ယူသွားတာ ကျွန်တော်တို့ဒေတာခံလူတွေအတွက်ဘာအကျုပ်အမျက်မှောက်ကိုမရှိခဲ့တာအခုကျွန်တော်တို့ကအားရှိတာပဲကျွန်တော်တို့လေတရုတ်ကပါလေအာဘေဘီမလာဆောက်ရရတာပဲလို့ပြောမှာပဲပရိသတ်တချို့ကဟုတ်တယ်ဒါကတော့မှာမိဒါပေမဲ့အနည်းအချင်းလေးကိုရတာကျွန်တော်တို့ကလေတရားရခိုင်တော့မှ1%လောက်ပဲရခဲ့တာဆိုတော့အခုကျွန်တော်တို့မြန်မာနိုင်ငံမှာတရုတ်ကလာပြီးမှ company တွေဖြစ်နေကြတယ်အလုပ်ကံတွေကတရုတ်လူတွေကြီးပဲပေးနေကြတယ်ဥပမာကြည့်ပါဦးကချင်ပြည်နယ်မှာရှိနေတဲ့ မင်းစုံရဲ့စီမံကိန်းဆိုတော့တော်တော်လေးကိုရင်နာဖို့ကောင်းတယ်ကျွန်တော်မင်းစုံရောက်ဖို့တယ်ကွာ environment တက်တုန်းက is မင်းမင်းစုံကိုသွားပြီးမှ resource အနေနဲ့သွားရောက်ခဲ့ဖို့တယ်မြန်မာပြည်မှာကျွန်တော်ပြည်သူတွေအတွက်အကျူးမရှိဘဲနဲ့တရုတ်ကအကုန်လုံးအဲ့ဒီ benefit ကိုယူသွားပလိုက်တာမင်းစုံကလည်းအဲ့ဒီနောက်ပိုင်းဟိုအောင်ဆန်းစုကြည်ခက်တုန်းကမင်းစုံရဲ့ project ကိုကျွန်တော်တားမှအဖြစ်မယ်ဆိုပြီးမှတားပလိုက်တာကွာအခုမင်းစုံအခြေအနေက မင်းအောင်ဟန်တက်ပြီးတဲ့နောက်ပိုင်းမှာပဲပြန်ဆရတယ်လို့ကျွန်တော်ကြားရတယ်ပေါ့နော်ဆိုတော့ဥပမာပြောပြတာဒါကဥပမာတစ်ခုလေးပြောပြတာကချင်ပြည်နယ်ရဲ့ resource တော်တော်များများကတရုတ်ကယူသွားတာကွာရှမ်းပြည်နယ်ရဲ့ resource တော်တော်များများကတရုတ်ကယူသွားတာကွာတိုင်းရင်းသားငီကူရင်ကဘာမှအကျူးခံစားမှုမရှိဘူးတရုတ်ကအလောက်ထိ gunning ဖြစ်တာအလောက်ထိရောက်လာတာကွာဆိုတော့ဒီကိစ္စကြီးကကျွန်တော်ပြောပြချင်တာစစ်ကောင်စီဖက်ကလူတွေကပဲဖြစ်ဖြစ်တော်လှန်ရေးလူတွေကပဲဖြစ်ဖြစ် တရုတ်ကိုလုံးဝကျွန်တော်တို့ကအားမပေးတင်ဘူးအာကျွန်တော်တို့တရုတ်လူမျိုးရဲ့မုန်တီးရဲ့ကိုကျွန်တော်ပြောတာမဟုတ်ဘူးနော်မြန်မာပြည်မှာရှိနေတဲ့တရုတ်လူမျိုးရဲ့မုန်တီးရဲ့ကိုကျွန်တော်လုံးဝပြောတာမဟုတ်ဘူးတရုတ်ရဲ့အစုရကိုပြောတာတရုတ်ရဲ့အစုရရဲ့လွတ်မှုမှုရဲ့တရုတ်ရဲ့အစုရရဲ့မြန်မာနိုင်ငံဖြစ်စည်းမှုရဲ့ရောက်မှမှုကိုကျွန်တော်ပြောပြချင်တာဆိုတော့စစ်ကောင်စီဖက်လူတွေကဥမာခွန်ဇိုဘိုဟင်းတို့ကတော်တော်လေးကိုတရုတ်ကိုမုန်းကြတယ်ဘာဖြစ်လို့လဲသူတို့ကတည်တယ်သူလက်စစ်ကောင်စီကလူတယ်လူပဲလေမဟုတ်ဘူးလား ဒါမဲ့တရုတ်ရဲ့ရုပ်မှာချက်ကအစ်ကောင်စီကလူတွေကကောင်းကောင်းလေးတီလို့တီးတယ်ဆိုတော့တရုတ်ကမြောက်လှိုင်းကိုလာပြီးအကူငီပေးတဲ့အတွက်ကျွန်တော်တို့ကတရုတ်အပေါ်မှာပဲအမေရိကန်ရက်တီပေးမယ်ဆိုတဲ့တဘိုးပြီးမလို့ကြပါနဲ့ဘာဖြစ်လို့လဲဆိုတော့တရုတ်ကကျွန်တော်တို့နိုင်ငံမှာတော်တော်လေးကိုရောက်မှာခဲ့တာမင်းစုံကိစ္စနော်အကြံနဲ့ project တွေအများကြီးရှိသေးတယ်ဒါတွေကကျွန်တော်တို့နိုင်ငံအတွက်အကျူးရှိလားမရှိဘူးလုံးဝမရှိဘူးတရုတ်နိုင်ငံအတွက်အကုန်လုံးအကျူးပဲသူယူသွားတာအကုန်လုံးလာဆားဆားသွားတာကွာ ီးတော့နောက်တစ်ခုကြည့်ရအောင်ကဲ number 1နာက project အနေနဲ့ပြောပြတာเนาะမြန်မာပြည်မှာ project တွေအများကြီးရှိရရှမ်းပြည်နယ်ကဩကာစ project အများကြီးရှိတယ်အဲ့ဒီအများကြီးကပြည်သူအကျူဘာတစ်ခုမှမရှိဘူးတရုတ်အကျူရင်းကြီးပဲရှိဖြစ်နေတယ် that's reason number 1 guys မြန်မာနိုင်ငံတားမှနေတယ်ဆိုရင်စစ်ကောင်စီကပဲဖြစ်ဖြစ်တော်လှန်ရေးကပဲဖြစ်ဖြစ်တရုတ်ကိုလုံးဝ spot မပေးတင်ဘူးလုံးဝမထုတ်ခံတင်ဘူးဒါကစီပွားရေးပိုင်းမှာကျွန်တော်နိုင်ငံကိုလုံးဝလာပြီးမှဖြစ်စည်းတာနော် ဒါ environment တော့တဘာဝပဲဝင်ချင်ဘလောက်တိပစ္စည်းပြစ်တတ်လို့တိပစ်တာရရှိရှိဝေးဝေးမပြောတော့ဘူးဒုတိယတစ်ခေါက်ပြောရအောင်မယ် number 2 reason ကဘာဖြစ်လဲဆိုတော့စီရေပတ်ပူမှုအလုပ်နေတယ်အာဒီကိစ္စကတော့စစ်ကောင်စစ်ဖက်ကတော့အားကျမှာပေါ့နော်ကိစ္စမရှိပါဘူးနားလေပေးလို့ရပါတယ်တရုတ်ကမြန်မာစစ်တပ်ကိုလက်နက်ပေးနေတယ်ဒါဟာပီတူရူရဲ့နာချီမှုကိုဘူတူးဘူတူးစေတယ်ဒီကိစ္စကြီးမှာတော့စစ်ကောင်စီကတော့အားရမှာပါအေးစစ်ကောင်စီရဲ့ အာဖက်ကတော့အာရမှာပေါ့ဒါကတော့ is fair i i i understand it guys so ဥပမာ2021တို့ကနော်ဒီအာနာသိမ်းပြီးတဲ့နောက်ပိုင်းမှာစစ်တပ်ကတရုတ်ထုတ်ရဲ့ civilian drone တွေအကုန်လုံးအော်လက်နက်အကုန်လုံး drone စအကုန်လုံးစအတုံးတာကွာနော်ဒီကိစ္စကြီးကအော်ရှိကောင်စီကကျွန်တော်တို့ကတရုတ်ကကျွန်တော်တို့ကိုအာအကူအညီတွေပေးတယ်စစ်လက်နက်ကြီးတွေပေးတယ်ဆိုပြီးမှပြောချင်းပြောမှာခင်ဗျားတို့ပြောချင်းပြောမှာပါဒါပေမဲ့ ဒီကိစ္စအကြီးနဲ့တရုတ်ကိုသွားပြီးမှအားပေးလို့မရဘူးကျွန်တော်တို့ရဲ့နိုင်ငံရဲ့နော်သံဃာရာတွေလူမှုရေးတွေစီးပွားရေးအကုန်လုံးဖျက်ဆီးတာကိုလည်းကျွန်တော်တို့ညှင့်ညာပြီးမှတွက်ခိုင်းစေချင်တယ်ပေါ့လို့စစ်ကောင်စီဖက်ကလည်းဆိုတော့အော်ကျွန်တော်တို့ကုလားကူညီတဲ့နိုင်ငံပဲဆိုပြီးမှသွားပြီးမှတရားရခိုင်လို့အာဒီမှာတရုတ်ဘုံမလို့တော့မရဘူးပေါ့နော်ဒါကိုပြောချင်တာနံပါတ်2မှာနံပါတ်3နိုင်ငံရေးကောက်ွေးမှုလုံးဝသူက ဒီကိစ္စကြီးကလုံးဝတော်လိုက်ရဖက်တော့လုံးဝမကြေတဲ့ကိစ္စတစ်ခုဖြစ်နေတယ် UN အဖွဲ့တိုင်းမှာတရုတ်ကြီးကမြန်မာစစ်တပ်ကိုအမေရိကန်ကွေပေးနေတာကွာဥပမာ UN Security Council မှာသူရဲ့ V2R နာရီကိုတုံးပြီးအာတကုံကကွေပေးနေတာဒါကတော့စစ်ကောင်စီဖက်ကအားချစရာကောင်းနေတယ်ဒါပေမဲ့တော်လိုက်ရဖက်ကတော့လုံးဝဒါကအရင်သာစရာကောင်းနေတဲ့ဖြစ်ပျက်ကြီးဖြစ်နေတယ်အဓိကအဆူဆုံးကဘာလဲဆိုတော့တရုတ်ကကျွန်တော်တို့နိုင်ငံကိုအကျွေးမီထောင်ချောက်လုပ်ပလိုက်တာအခုကစားနေတာက ကျွန်တော်ခဏခဏပြောနေတဲ့ that trap ပေါ့နော် all economic trap လို့ကျွန်တော်ပြောရမှာပေါ့စီရီလင်ကာမှာတရုတ်ကသွားပြီးမှအကျွေးတွင်ပေးတယ်တကုံပေးတယ်ကွာနောက်ပိုင်းကျတော့တရုတ်ကြီးစီရီလင်ကာကြီးကတရုတ်ရဲ့အကျွေးကိုပြန်မဆက်နိုင်တဲ့အခါကျတော့ဘာလဲဘာဖြစ်သွားလဲစီရီလင်ကာရဲ့တင်ဘောစိတ်ကန်းကြီးကိုတရုတ်ကအပြီးပိုင်တင်ပလိုက်တာနော်နှစ်ကူးစေချာချာနှစ်တရာချာချာသူကအပိုင်ပိုင်ယူသွားမှာ so basically တရုတ်ကမင်းတို့ကိုအကျွေးပေးတယ်မပေးနိုင်တဲ့ခါကျတော့မင်းတို့ရဲ့နိုင်ငံတွေကိုအပြီးပိုင်တင်သွားတာတရုတ်ကြီးကဒါကစရီလင်ကာမှာကျွန်တော်တို့မျက်မြင်သက်တင်เนาะကျွန်တော်တို့နားရှိမျက်ရှိအောက်မှာဖြစ်ပျက်နေတဲ့ကိစ္စကြီးပေါ်တာတော့အခုကျွန်တော်တို့မြန်မာနိုင်ငံမှာဗာလဲဆိုတော့တရုတ်ကလာပြီးမှကျွန်တော်တို့မြန်မာနိုင်ငံကိုအကျွေးတွေပေးနေတယ်အတကုံအော်ကျွေးတွေပေးနေတယ်အဲ့ဒါကကျွေးမီထောင်ချောက်လို့ခေါ်တယ်ပေါ့ အင်္ဂလိပ်လိုနဲ့ debt trap လို့ခေါ်တယ် debt trap လို့ခေါ်တယ်ပေါ့ဆိုတော့အခုကျွန်တော်နိုင်ငံမှာလေအကျွေးနဲ့တကုံပေးတဲ့ခါကျတော့ဘာလဲဆိုတော့ကျွန်တော်ကပြန်မဆက်နိုင်တော့ဘူးတိုင်းတောင်ကြီးကိုပေါင်းလို့ပမာလို့တအားတော်တော်လေးတိပြီးသားတော့ဖြစ်တယ်ကျွန်တော်သိတယ်ပရိသတ်တော်တော်များများကတိပြီးသားဆိုတော့ကျွန်တော်သိတယ်နားလေတယ်ဒါမဲ့နောက်နောက်နောက်ထပ်နောက်တစ်ပန်းပေါ့နော်ကျွန်တော်ကတတိမမေ့ဘူး awareness အနေနဲ့ reminder လုပ်ပေးတာပါ ဆိုတော့အခုကြည့်ကကြည့်ပါကွာတရုတ်ကကျွန်တော်နိုင်ငံကိုအကျွေးတွေအများကြီးချေထားတယ်မြန်မာနိုင်ငံကမပေးနိုင်ရင်တရုတ်ပိုင်အကုန်လုံးဖြစ်သွားနိုင်ချေရှိတယ်ကျွန်တော်နိုင်ငံကြီးကလည်းအခုကြောက်ဖြူကြည့်ပါဦးပေါ်တော့ကြောက်ဖြူရဲ့ deep spot project တနည်းအားဖြင့်ပြောရမယ်ဆိုတော့ကြောက်ဖြူရဲ့ project ကြီးက85 percentage ကတရုတ်ကအပိုင်ဖြစ်သွားပြီရှမ်ပီနေက project တော်များများကြီးကတရော့အပိုင်ဖြစ်သွားပြီကချင်ပြည်နယ်က project တော်များများကတရော့အပိုင်ဖြစ်သွားပြီအခုရခိုင်တိုင်းသားမရှိနေတဲ့ကြောက်ဖြူရဲ့ project က85% 85% belong to China guys ကြည့်ပါဘာဖြစ်လို့လဲကျွန်တော်တို့ကအကျွေးတွေတကုံပေးတယ် project ကတကုံလို့တယ်ကျွန်တော်တို့ကပြန်မဆက်နိုင်တဲ့ခါကျတော့ဘာဖြစ်လဲသူကအကုန်လုံးယူအကုန်ယူသွားတာကွာ တိုသေးတယ်အခုရခိုင်ပြည်နယ်မှာရေနံတွေထွက်တယ်နော်ကချင်ပြည်နယ်မှာဟိုဟာပါလေဒီအာမေရှားတတုတွေထွက်တယ်ဆွေတွေငွေတွေထွက်နေတယ်ရှမ်းဖက်မှာလည်းမေရှားတတုထွက်နေတယ်အဲ့ဒီမေရှားတတုအားလုံးကဘယ်သူယူသွားတာလဲတရုတ်ယူသွားတာဘာလို့ဘလောက်ထိတရုတ်ကြီးကချမ်းသာတာလဲတက္ကနိုလော်ဂျီလောက်ထိမြင့်သွားတာလဲအဲ့ဒီမေရှားတတုကကမီတူတက်တဲ့တက္ကနိုလော်ဂျီလောက်ဖို့ရတဲ့မေရှားတတုကတကယ် raw material ကုန်ချင်းတော့အလူအဆုံဖြစ်နေတယ်အမေရိကရောမှာတော့တိုလီလူအပ်နေတယ်ဆိုတော့ကဘာမှာငါးစီရခိုင်နှုန်းကြိုလောက်လောက်မေရှားတတုကကျွန်တော်မြန်မာက export လုပ်ပေးတာကွာဒါမှအဲ့ဒီငါးစီရခိုင်နှုန်းကဘယ်သူစီမှာသွားတာလဲတရုတ်ကပဲပိုင်ယူသွားတာပေါ့လားတရုတ်ကပဲကျွန်တော်နိုင်ငံမှာရှိနေတဲ့နော်ဘီလိုပြောမလဲမေရှားတတုအကုန်လုံးယူပြီးမှအကုန်လုံးယူပြီးမှသူတို့ရဲ့တိုက်လေရင်တွင်လို့သူတို့ရဲ့ကားတွင်လို့နော်သူတို့သူတို့ရဲ့ AI တွင်လို့ သူတို့ရဲ့ computer chip တွေလို့အခုနီးပညာနဲ့စိုင်းတမြအရာအားလုံးကကျွန်တော်နိုင်ငံကထွက်နေတဲ့မေရှားတတုကနေလို့တာမေရှားတတုမပါဘင်းနဲ့နော်ဘက်ထရီတွေထုတ်လို့လို့မရဘူး computer form နော်တိုက်လေရှင်တင်ဘိုနော်ပြီးတော့ယထာဘာညာအကုန်လုံးကျွန်တော်မြန်မာနိုင်ငံမှာထွက်နေတဲ့ဒေသန်ယာရကိုတုံးပြီးမှမေရှားတတုကိုတုံးပြီးမှတရုတ်ကသူတို့နိုင်ငံကိုဒုတက်အောင်လုပ်ပလိုက်တာ but why are we so poor guys ကျွန်တော်နိုင်ငံကအလောက်ထိเนาะကျွန်တော်တို့အမေရှာတတပိုးနေတာပဲကျွန်တော်တို့လေချမ်းသာတင့်တဲ့နိုင်ငံမဟုတ်ဘူးလားလုံးဝပေါ့ကွာကဘာကြီးမှာလုံးဝအကိုချမ်းသာနိုင်တဲ့နိုင်ငံဖြစ်နေတယ်ဘာဖြစ်လို့လဲတိလားကဘာမှာကျွန်တော်တို့နိုင်ငံကနေ50% to 70% export လောက်တဲ့ နော်မေရှားတတူကကျွန်တော်တို့နိုင်ငံမြန်မာနိုင်ငံလိုရင်နာလုံးတယ်ကွာရင်နာလုံးလို့ပြောရင်းပြောရင်းနဲ့ရင်နာလုံးလို့ကွာစတာဒီလို့ရင်လို့ရင်းနဲ့ရင်နာလုံးလို့ကွာအဲ့လောက်ထိဖြစ်သွားတာကျွန်တော်တို့ကအမှန်ဆိုတော့ AI အမင်းစားကြီးတွေကျွန်တော်တို့နိုင်ငံမှာရှိတင်တာတက္ကနိုလော်ဂျီအကောင်းစားတွေကက်မီရာတက္ကနိုလော်ဂျီတွေနော်လုံးဝ electric car တွေနော် battery တွေနော်ရထားတွေကွာဒီပေါ်ချီတွေကွာကျွန်တော်တို့ကဒီဟဲအရာတွေအားလုံးကမြန်မာနိုင်ငံကပိုင်ဆိုင်တင်တာဘာဖြစ်လို့လဲဆိုတော့အရာတွေကိုထုတ်လုပ်တဲ့ အဓိကအချနေတဲ့ raw material ကြီးကကျွန်တော်တို့မှပိုင်ဆိုင်ထားတာဒါမှမဟုတ်ကျွန်တော်တို့ကနော်တွားချုံညက်နေတဲ့ဟွာလေးတော်မှမပိုင်ဆိုင်ထားဘူးမပြုတ်လို့နိုင်ဘူးဖြစ်နေတယ်ဘလောက်ထိကျင်တာပူကောင်းလဲတရုတ်ကကျွန်တော်တို့နိုင်ငံကိုလာပြီးမှဘလောက်ထိနော်ဒီ environment တဘာဝပိုက်ဝန်းကျင်ဖြစ်စီလောက်တာလဲကြည့်ပါဦးကချင်ပြည်နယ်ရှမ်းပြည်နယ်ကြည့်ပါဦးရခိုင်ကြည့်ပါဦးရခိုင်ငီကူရောကချင်နိုင်ငံငီကူရောရှမ်းနိုင်ငံငီကူရော ကတော့ကောင်းကောင်းလို့ကျွန်တော်တို့စဉ်းစားတင်တယ်ဆိုတော့တရုတ်မြန်မာမြန်မာနိုင်ငံတားမှရင်တော့တရုတ်နိုင်ငံပေါ်မှာလုံးဝအကူကြီးနာစရာကောင်းနေတဲ့ဖြစ်ဖြစ်ကြီးပါကွာနော်ဆိုတော့အခုတရုတ်ကဘယ်လောက်ထိတောင်ဖြစ်သွားလဲဆိုတော့ကျွန်တော်တို့နိုင်ငံမှာလာပြီးမှနော်တတိယအချက်လက်တွေကိုထိန်းချုပ်မှုပါလာလုပ်နေတယ်နော်စီပွားရေးကအစားကျွန်တော်တို့ကိုလာထိန်းချုပ်တယ်ကျွန်တော်တို့ရဲ့နေမျိုးကိုဖျက်ဆီးလာတယ်အခုကကျွန်တော်တို့ရဲ့လွတ်လပ်ရေးကူတောင်တရုတ်ကလာထိန်းလာတယ်ကွာတတိယအချက်လက် censorship ပေါ့နော် လာပြီးမလားထင်တဲ့တယောက်က internet firewall နီးပညာကိုတုံးပြီးမှမြန်မာပြည်သူတွေကို censorship လုပ်ဖို့အကြံပေးလာတယ်ကွာဒါကမယုံရင်တွားကြည့်ပါတယောက်ကလေမြန်မာနိုင်ငံမှာ internet firewall ဆိုတာရှိတယ်အဲ့ဒီ internet firewall နီးပညာကိုအတုံးပြုတ်ပြီးမှမြန်မာနိုင်ငံရဲ့ပြည်သူတွေကို censorship လုပ်ဖို့သူကအကြံပေးတာသူတို့နိုင်ငံကပြည်သူတွေလုတ်လုတ်တဲ့ပုံစံမျိုးပေါ့နော်အဲ့လောက်ထိတော့ကျွန်တော်တို့နိုင်ငံမှာသူကဝင်ရောက်ပြီး ပါဝင်ရှုပ်ဖတ်တာအခုကျွန်တော်ပြောတာမိုင်နာလေးတွေနော်ဒီထက်မကအပူဆူးတဲ့နေရာတော့အများကြီးရှိခဲ့တာကွာဆိုတော့အခုကတယောက်ကဘယ်လိုဖြစ်လဲဆိုတော့မြန်မာနိုင်ငံကိုဘယ်လိုဖြစ်စည်းခဲ့တယ်ကြည့်ကြည့်ရအောင်တယောက်ကဘယ်လောက်ထိမြန်မာနိုင်ငံကိုဖြစ်စည်းခဲ့တယ်ကြည့်ကြည့်ရအောင် number 1မြန်မာနိုင်ငံမှာလာပြီးမှ company တွင်ထောင်တယ်ဆိုတော့မြန်မာနိုင်ငံရဲ့တဘာဝအရင်မြင့်တွေအများကြီးသူကခူးယူသွားတာ number 1နော် ကျွန်တော်တို့ရဲ့တဘာဝအရင်အမိအများကြီးတယောက်ကအခုယူတော့တာနော်လကန်းနဲ့သူ့ရဲ့ benefit တွင်ကြီးပဲနော်ကျွန်တော်တို့မြန်မာနိုင်ငံကဘာ benefit မှမရှိဘူးနော်အနေအချင်းလေးပဲနော်1%လောက်ပဲကျွန်တော်တို့မှ benefit ရတာအဲ့ဒီဒေတာခံတွေကအလားတော်မှအလောအလောအခနည်းနည်းလေးပဲပေးတာနော်ဘိုးရာတို့တော်ပြီးမှမပြောနဲ့တယောက်ကြောင့်ကျွန်တော်တို့ကအလောရပါတယ်ဘာငယ်မပေးနဲ့မပြောနဲ့ labor ခနည်းနည်းလေးပဲပေးတာကျွန်တော်တို့ကိုကျန်းဟာအကုန်လုံးသူကယူသွားတာကွာတင်းပလိုက်တာအခုယူပလိုက်တာတယောက်က number 1တယောက်ကလာခွင့်မြန်မာနိုင်ငံဖြစ်ရှိတယ် နံပါတ်2ကြည့်အောင်မြန်မာပြည်တွင်းစစ်တွင်းမှာတရုတ်ကဘလောက်ထိဝင်ရှုပ်လဲဆိုတော့ပြည်သူတို့တီးပြီးသားမပြောတော့ဘူးနံပါတ်2ကအဲ့လောက်ထိကျွန်တော်တို့ရဲ့ပြည်တွင်းအရေးမှာဘလောက်ထိဘလောက်ထိသူကလာပြီးမှဝင်ရှုပ်လဲဆိုတော့နံပါတ်2က reason နံပါတ်3ရင်းနှီးမြှုပ်နှိုင်းမှုတွေကိုတရုတ်ကလုပ်တယ်အဲ့ဒီရင်းနှီးမြှုပ်နှိုင်းမှုတွေကကျွန်တော်တို့ရဲ့နိုင်ငံအတွက်ဟုတ်လားပြည်သူတို့ဟုတ်မနေဘူးတရုတ်ရဲ့အကျိုးအတွက်သာဖြစ်နေတယ်ဒါရင်းကလူငယ်တိုင်းက တည်တည်တဲ့အရာတွေဖြစ်နေတယ်ကျွန်တော်တို့နိုင်ငံမှာလာပြီးမှတရုတ်က investment တွေအတကုံလုံးနေတယ်ကျွန်တော်တို့ကအော်တရုတ်ကြီးကလာပြီးမှကျွန်တော်တို့နိုင်ငံမှာ investment တွေလုပ်နေတယ်ဘောနော CP ကလူကြီးတွေနော်စီးပွားရေးကလူကြီးတွေကပြုံးနေတယ်အော်ဘာဘူးမသိဘာမသိနော်ဒီဒီအောက်ဌာနအလေအလေလက်အလေလက်တန်းစားတွေပေါ့ကျွန်တော်တို့ပြည်သူလူထုတွေကဘယ်လိုပြောဘာမှမသိဘူးဖြစ်နေတယ်အော်ခေါင်းဆောင်တွေကပြောတယ်ဆိုတော့ဘာကြီးပေါ့ဒါပေမဲ့တကယ်တမ်းကျွန်တော်တို့သွားကြည့်မယ်ဆိုတော့ ပြည်သူအတွက်ဘာအကျိုးတစ်ခုမှမရှိတာနော်တရုတ်အဲ့ဒီဘာဘယ်သူလူချမ်းသာတယ်ဆိုခရိုနီလူပဲချမ်းသာတာပဲလေအမအာနာပိုင်လူပဲချမ်းသာတာပဲလေပြည်သူလူချမ်းသာလား now guys ချမ်းသာတဲ့လူကလက်လက်ဘယ်လိုပါလဲလက်ခောက်လက်ခောက်လက်ချူးခောက်လို့ရတယ်ကွာအဲ့လောက်ဖြစ်ဖြစ်တယ် number 3ဒါက number 4တို့ပြောပြအောင်မြန်မာပြည်မှာပြည်သူအတွက်မဟုတ်တဲ့စစ်တပ် အတွက်ထောက်ခံမှုတွေကပြဿနာကြီးကြီးဖြစ်လာတယ်။ဒါကတော့တစ်ဖက်နဲ့နှစ်ဖက်နဲ့တွေးကြည့်ပေါ့။ဒေါ်လာကြီးအတွက်ဘယ်လောက်ထိဒုက္ခဖြစ်တယ်လဲ။ဒါမဲ့ငင်းအောင်မင်းအောင်ဟန်ဖက်ကပါတဲ့အဖိတ်ကတော့ဒီကိစ္စမှာတော့ထောက်ခံထောက်ခံမှာပေါ့နော်။ Number 5မှာမြန်မာကျွန်တော်တို့မြန်မာရဲ့စီးပွားရေးကိုတရုတ်ကဘယ်လောက်ထိရောက်မှာပြီးလှေဖူးလို့တည်းဆိုတော့တရုတ်ကဘာဘာပြောလဲသိလားတရုတ်ကဘာလို့ပြောလဲသိလား 被妖也被切成的，被妖也爬山，万圣的骨东坡的肉骨就拿被拿了。第二，这罗肉面嘛，西坡肉面，说没那肉面嘛哩，都拿没动的咯。这妖爬山没动的，动咯，吼！阿拉老地方这罗肉铺嘛，都讲安那西啦了，都要几个。对呀，西坡也来个，这妖爬山古这罗古东开啦，我咱拉老天爷那是讲嘞，他比都露出一个地点，那个啥极品的嘞。 ဒါဒါကျွန်တော်ထပ်တော့တည်တဲ့လူတွေများကြည့်ပါကျွန်တော်ကအနေအချင်းလေးတည်တဲ့လောက်လေးကို sharing ပြလုပ်တာပါဘို့ဒီကိစ္စတော့မှန်ဆိုမြန်မာပြည်ကနိုင်ငံသားတွေတော်မြတ်ကတည်ပြီးသားကိစ္စဖြစ်ပါတယ်ဆိုတော့လုပ်ငန်းရှင်တွေအတွက်ကတရုတ်တရုတ်ကုမ္ပဏီကြောင့်ဘယ်လိုပြောမလဲပြန်ပွေးတွေမရတော့ဘူးတရုတ်ကုမ္ပဏီအကုန်လုံးလာတယ်နော်ကုမ္ပဏီအများမဲ့လာတယ်ဆိုတော့ကျွန်တော်တို့ရဲ့ local market ကနော်ပြန်ပွေးမရဘူးမရတော့ဘူးအဲတရုတ်ကိုသွားပြီးမှ compete လုပ်လို့ရပြန်ပြန်လို့မရတော့ဖြစ်နေတယ် local economy ကိုအတကုံသူကဖြစ်စည်းခဲ့တာကျွန်တော်တို့ရဲ့ local economy လေဆိုတော့အခုမြန်မာပြည်ရဲ့ခြေစွာတွင်ထဲမှာတရုတ်ကဘာသွားလဲဘာသွားလို့လဲခါခုတော့ကျွန်တော်ပြောတာနော်ရခိုင်မှာကြောက်ဖြူ project တွင်ဟိုးကချင်နဲ့အာရှိုင်းမှာသူရဲ့မေရှားတတူတခြား project ပေါင်းစုတွေအများကြီးရှိတယ်ကွာမင်းစုံကိစ္စအကြီးတွေအခုတရုတ်ကပါလာတယ်ဆိုတော့မြန်မာပြည်ရဲ့ခြေစွာလေးမှာသူကသွားပြီးမှတရုတ်စက်မှုအစုံတွင် ထောင်ထားတာကွာတရားရဲ့စက်မှုစုံထောင်ထားပြီးသူတို့ရဲ့မေစိတ်ပြိုးရေးကိုဖျက်ဆီးတယ်ကွာအလောက်ထိရောက်မာတာဆိုဒါရင်ကိုစဉ်းစားစဉ်းစားရင်းနဲ့ကျွန်တော်တို့ကဘာဖြစ်လို့တရုတ်ကိုသွားပြီးအားကျနေရလဲဘာဖြစ်လို့တရုတ်ကိုသွားပြီးဘိုးမနေရလဲကျွန်တော်တို့တနိုင်ငံလုံးကိုဖျက်ဆီးနေတဲ့နိုင်ငံကြီးကတရုတ်ဖြစ်နေတယ်ပေါ့တော့တော်တော်လေးကိုညင်နာစရာကောင်းတာတော့ အခုလက်ရှိကြုံနေတဲ့မြန်မာပြည်မှာဂျေးစွာတော်တော်များများကတရုတ်ရဲ့စစ်ယုံဆက်မှုအုံတွင်ကျသူတို့ရဲ့မေဆက်ပြိုးကြီးကအကုန်လုံးဖျက်ဆီးခံတဲ့လူတွေအများကြီးရှိတယ်။သူတို့ရဲ့သူတို့ရဲ့မျက်ရည်တွေသူတို့ရဲ့နာကျင်မှုတွေသူတို့ရဲ့ပေါက်ကွဲမှုတွေကိုကျွန်တော်တို့ကဘယ်လိုပြောမလဲ။မျက်စိပိတ်နားပိတ်ဖြစ်ကြည့်နေတယ်။တော်တော်လေးကိုညင်သာဖို့ကောင်းတယ်ပေါ့လားလို့ရဲ့။ဆိုတော့ဒါတွေကဘယ်လိုပဲဖြစ်ဖြစ်မင်းကဘလောက်ပဲ တရုတ်ကိုအားပေးအားပေးမင်းကဘယ်လောက်ပဲတရုတ်ကိုအားချအားချဒါမဲ့ကျွန်တော်တို့နိုင်ငံကိုဖြစ်စည်းခဲ့တဲ့နိုင်ငံကတရုတ်ပဲပေါ်တော့လုံးဝအဆအဆအရာရာကွာဂျေဇောကအဆ project ကအဆ environment ကအဆဒီနိုင်ငံရေးကအဆ economy ကအဆအကုန်လုံးဖြစ်စည်းရလို့ကတရုတ်ပဲဆိုတော့တရုတ်ဟာလုံးလုံးစီတော့เนาะအရေးအခွင့်မှာ B2B မပါပေးနဲ့စစ်တပ်တွေပါလာတော့ထားပါတော့ဒီကိစ္စကြီးကတော့ ဒီပြောမယ်ဆိုတော့တော်တော်လေးကိုအရင်ဖော်ပြရတဲ့ကိစ္စကြီးဖြစ်နေတယ်။ဆိုတော့တရုတ်ဖြစ်စီတရုတ်ဖြစ်စီတွေကကျွန်တော်တို့နိုင်ငံမှာအများကြီးဝင်လာတယ်။ဒီတရုတ်ဖြစ်စီတွေကျွန်တော်တို့နိုင်ငံမှာဝင်တာကဘသူကမှ safety check လုပ်တာမဟုတ်ဘူး။နော်စားစရာကပဲစားဟိုဖြစ်စီဒီဖြစ်စီကပဲစားကျွန်တော်တို့နိုင်ငံမှာဒီတိုင်းပဲဘာမှစစ်ဆေးမှုမရှိဘဲနဲ့ဝင်လာကြတယ်ကွာ။ဆိုတော့နောက်ဆုံးကြမှာဘသူတွေခန်းစားတာလဲ။ပြည်သူတွေရဲ့ချမ်းမရေးကိုပဲထိခိုက်လာတယ်ကွာ။အလောက်ထိတော်တော့ပြည်သူတွေရဲ့ချမ်းမရေးထိခိုက်အောင်တော့တရုတ်ကလုပ်တာ။ ဒါရင်ကလူတိုင်းတိချင်မှတိမှာအခုတယောက်ကဝင်လာတဲ့ဖြစ်စီမှတမယအစားအစာမှတမယကျွန်တော်တို့ဖက်ကဘာဒီချမ်းမာရေးစတန်ဒတ်နဲ့ကိုက်ငီမှုမရှိဘဲနဲ့အကုံလုံးအတကုံဝင်ခန်းတာတယောက်တယောက်မှန်တမယကွာတယောက်ဆိုတော့ okay ပြီနော်တယောက်ဆိုတယောက်တယောက်စကားလေးပြောတော့ okay ပြီထင်ကြည့်ပြီနော်တယောက်ကဘာမဆူအကုံလုံးဝင်ခန်းတဲ့ခါကျတော့အဲ့ဒီမှာစားတုံးသူတုံးဆွေးသူပီတူလူထုကချမ်းမာရေးကိုပါအကုံလုံးထိခိုက်တာကွာ ဟိုသူတို့မြန်မာပြည်မှာနေတော့ငါဂျန်သစ်တမားကပြောခဲ့ဖူးတယ်တင်တန်းတက်တော့ငါတရုတ်ကလာနေတဲ့တွားတဲ့ဈေးရင်းက Florist မရှိဘူးသူတို့ကလုံးဝတွားတဲ့နော်လုံးဝကောင်းတဲ့ဈေးရင်း vitamin ဘာတစ်ခုမှမရှိဘူးတရုတ်ကလာပြီးမှပဲဘယ်လိုပြောမလဲဒါစီပွားရင်ကျွန်တော်တို့ကလုတ်တာကျွန်တော်တို့ကစီပွားဖြစ်အတုံးချတာမကဘူးမြန်မာပြည်သူလူထုတွေရဲ့ကျမ်းမာရေးကူပါထိခိုက်အောင်လုတ်တာယောဂပေါင်းစုံကူပါသူတို့ကတည်ဆောင်လာတာကျွန်တော်နိုင်ငံကို ဘလောက်ထိညနာကောမြန်မာနိုင်ငံသားမှရင်တရုတ်ပေါ်မှာလုံးဝကိုစိတ်နာတင်တာကွာတရုတ်လူမျိုးပြောတာမဟုတ်ဘူးတရုတ်ရဲ့စုရတရုတ်ရဲ့မင်းလန်ချိုင်းနာကိုပြောတာမြန်မာပြည်မှာရှိနေတဲ့တရုတ်လူမျိုးကိုပြောတာမဟုတ်ဘူးတော်တော်လေးကိုညနာဖို့ကောင်းတာကွာဆိုတော့မြန်မာနိုင်ငံရဲ့အနာဂတ်ကဒီတရုတ်ကြီးရဲ့ဖြာအောက်မှာပဲတဖြည်းဖြည်းနဲ့ကြဆင်းလာတယ်ကွာကျွန်တော်တို့ကတရုတ်ကကျွန်တော်တို့ကိုခွေးလူဝတ်လူမောင်းလာတယ်ကွာနော်သူကအင်အားကြီးတဲ့နိုင်ငံဆိုတော့ကျွန်တော်တို့ကလည်းတရုတ်ကလည်းလွတ်လို့မရတော့ဖြစ်နေတယ် ကျွန်တော်တို့မှလည်းကွာလုံးဝတရုတ်ပေါ်မှာအကျွေးတွေများကြီးဒီနှစ်ခါကျတော့ကျွန်တော်တို့ကအဂျွန်လိုမျိုးပဲတရုတ်ရဲ့ဂျွန်ကွာချီရှင်ပြောရမယ်ဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေကတရုတ်ရဲ့ဂျွန်ကြီးမှာပဲကြားခဲ့တာကွာတောင်းရင်ကိုမင်းတို့ကွာနာပြောရင်တော့ကွာတော်လေးကိုဒေါသထွက်တယ်စိတ်နာလွန်းလို့ပါကွာဟောတရုတ်ကြီးရဲ့အင်အားကြီးဖြိနေပြီးကိုဖြိနေမှုတောင်ကျွန်တော်တို့ခံပြီးမှကျွန်တော်တို့ကမတိ like we become Chinese slave. You might not know it. ငါလူတို့မြေမဲ့ကတိချင်မှတိမှာဒါမဲ့ modern slavery ဆိုတာနော် modern slavery အခုခက်မီနေတဲ့အခုခက်ပြက်ဂျွန်းလို့ပြောရမှာပေါ့နော်အဲ့ဒီအောက်မှာကျွန်တော်တို့ရောက်နေတယ် modern slavery ဆိုတာကအရင်တော့ကလူတယောက်ကဂျွန်းကိုဝေပြီးမှစိုက်တယ်လို့ခိုင်းတာမျိုးမဟုတ်ပါဘူးဒါမဲ့ကျွန်တော်တို့ကတော့ဘယ်လိုပြောမလဲအကျွေးရင်ပေးတယ် နော်တရားတရားနီးလန်းကြတလူလူနဲ့လုံနေတယ်ဒါမဲ့ကျွန်တော်တို့အဲ့ဒီကျွေးကြီးကိုမဆက်နိုင်ဘူးကျွန်တော်တို့ရဲ့မေရင်တတူရဲ့အကုန်လုံးခူယူပလိုက်တယ်ကျွန်တော်တို့ကိုလောလောအခနေနေလေးပေးတယ်ဟိုခိုင်းဒီခိုင်းလုံနေတယ်ဂျာက modern slavery လို့ခေါ်နေတယ်ပေါ်တော့တနည်းအဖြစ်ပြောရမယ်ဆိုတော့တနာရင်မှာအလုတ်လုတ်တယ်ဆိုတော့အစုရကတက်မှတ်ထားတယ်9000ရတင့်တယ်ဟုတ်တယ်ဟုတ်ဒါမဲ့ဒါကအစုရရဲ့ဆန်ချင်းဆန်နှုံးကိုပြောတာပေါ့ဥပမာကိုပြောပြတာပါဒါမဲ့တရုတ်ကလည်းမဟုတ်ဘူးလာပြီးမှ အော်ကျွန်တော်တို့ကအဲ့လိုပေးမယ်ဒီမှာတရားတနာယီမှာ2000ပဲပေးတယ်ဆိုပါဆိုအစူရကတမထားတာတနာယီမှာ9000ကိုတရုတ်ကလာပြီးမှတရားတနာယီမှာ2000ပေးတယ်ဆိုတော့ဂျာက modern slavery လို့ခေါ်နေတယ် modern slavery လို့ခေါ်နေတယ်မြန်မာပြည်ကလူတော်များများကလည်းကျွန်တော်လိုမျိုးပေါ့နော်တွန်းအားတဲ့လူတွေများကြီးရှိရကွာဆိုတော့အဲ့ဒါတွေကိုကျွန်တော်တိလူတော်များများကတိမှလည်းမဟုတ်ပါဘူးဆိုတော့တိတဲ့လူငယ်တွေတော့အများကြီးရှိတယ်ပေါ့နော် အမတီးလူတွေလည်းအများကြီးရှိရဲပေါ့ကျွန်တော်မြန်မာပြည်မှာလည်းဘယ်လိုပြောမလဲလူတတိုက်ကဟိုစုဒီစုခွေသွားတာကိုတချို့ကပညာအရမ်းတက်တဲ့လူငယ်တွေတချို့ကလုံးဝဒေါတော်လေးမှနေပြီးမှပညာရေးဖက်မှအခွင့်အရေးမရှိတဲ့လူငယ်တွေအများကြီးရှိခဲ့တယ်ပေါ့ဆိုတော့ပြည်သူတွေဘာကြောင့်တရုတ်အလောက်ထိဘယ်လိုပြောမလဲအာတနည်းအားဖြင့်ပြောရရန်ရန်ပြောမယ်ဆိုတော့ sorry ပါကွာကတော့ပါနော်ရန်ရန်ပြောကြမယ်ဆိုတော့ကျွန်တော်တို့ပြည်သူတွေကဘာကြောင့်တရုတ်ဘိုးမမအတင်တာလဲ 都要宝马马匹订单了，只能吃那标签的。都要个名牌品的，都把 <No. 1 S 2>、no. 我们这边的、erm、人搞搞龙有比马，都罗 ajuoto 被都罗了。名牌品 ajuoto 巴特库马都罗没落过。那张只能罗都要宝马马匹的不，number one，number two 个西伯利亚马，都要要工厂，只能罗名牌品都些西伯利亚恐龙出现才容易起来。 ီးတော့တရုတ်က UN မှာစစ်ကောင်စီကကွေတာကတော့တမျိုးဖြစ်နေတယ်ဒါကတော့စစ်ကောင်စီဘက်ကအကြအကြမှာပေါ့နော်ဒါတွေတော့အခုကျွန်တော်တို့နိုင်ငံမှာလာပြီးမှသူရဲ့ political influence တွေလုတ်လာတယ်နော် censorship တွေလုတ်ဖို့လုတ်တာတယ်ဒါရင်းကကျွန်တော်တို့အတွက် reason တွေအများကြီးရှိလာတယ်မြန်မာကူအကျွေးတူးပေးပြီးမှပြန်မပေးနိုင်ရင်ပိုင်ဆိုင်မှုတွေလက်ထွက်ခိုင်းလာတယ်မင်းဆုံတို့ကြောက်ဖြူတို့ကကျွန်တော်တို့မြန်မာပြည်သူပြည်သားတွေအားလုံးအတွက်အကျူးရရှိမဲ့ ဟာကြီးတွေတဘာဝအယိမကြီးတွေအခုကရပြောရခိုင်ပြည်သူပြည်သားတွေကလည်းဘာအကျူးမှခံစားမှာမဟုတ်ဘူးကချင်ပြည်သူပြည်သားကလည်းဘာအကျူးမှခံစားမှာမဟုတ်ဘူးရှမ်းကလည်းဘာအကျူးမှခံစားမှာမဟုတ်ဘူးဘီတူကအကျူးခံစားမှာလဲတရုတ်ကဘာဖြစ်လို့လဲကျွန်တော်တို့ကကြွေးမှမဆက်နိုင်တော့တာကျွန်တော်တို့အစူရကြီးက they mess up guys we mess up we are fuck and it's really heartbreaking to see how our country has fallen guys is so fucking crazy တော်တော်လေးကိုယဉ်တာဖို့ကောင်းတယ်ကွာနောက်ပိုင်းကြလို့ဆိုတော့အကုန်ကုန်ပြောရမယ်ဆိုတော့တရုတ်ကြီးကမြန်မာပြည်ကိုတင်ပိုက်တော့မလို့ဖြစ်လာပြီကွာအခုကျွန်တော်ကြည့်မယ်ဆိုတော့အခုမြန်မာကျွန်တော်တို့တရားဥပဒေကအစနော်အခုနေရင်အကုန်လုံးဆုံးရှုံးသွားပြီအခုကြည့်ပါဗာလဲလာရှူမြို့လားလာရှူမြို့ကနော် MNDA ကိုနှုတ်ဆက်လာတယ် why china က ဝီရှုပ်လို့အော်မမလုပ်နဲ့သူ MNDA MNDA ကလည်းကုံလုံးတော့ဆုတ်သွားတာပဲအေးစူလူတဲ့သဘောကကျွန်တော်တို့နိုင်ငံကြီးအုတ်ချုပ်ရေးအုတ်ချုပ်ရေးဘိုင်းတော်မှာတရုတ်ကအာဏာရှိလာပြီကွာတိုင်းသားတော်တော်များများမှာတရုတ်ကကျွန်တော်တို့ရနိုင်ငံအုတ်ချုပ်ရေးတော်မှာသူကပါဝါပူကြီးလာတယ်ကွာပြည်သူလူထုတွေထက်တော့သူကပါဝါပူကြီးလာတယ်ဘယ်လောက်ထိကျင်သားစရာကောင်းလဲကွာ it's fucking heartbreaking guys China is a fucking destroyer. China is a fucking abusers, guys. We are fucked because of China. So, from now on, guys, we are supposed to speak against China. General Nangajiga, China and let Wao Jima, Chadwabi, Amorima Chadwabi. So, guys, wake up. Wake up. speak against china နော်အနည်းဆုံး china ကိုဘုံမမအချာနဲ့အနည်းဆုံးကွာကျွန်တော်နိုင်ငံကြီးကတော်တော်လေးကိုဖျက်ဆီးခဲ့တာအော်တော်တော်ရင်နာဖို့ကောင်းနေတယ်ပေါ့ဆိုတော့ကဲအဒီကိစ္စကြီးကတော့ဒီလူပဲရင်နာလို့လို့ရင်ဖွင့်ရင်းနဲ့ပြောကြည့်တာပါကျွန်တော်နိုင်ငံကြီးကလည်းတရုတ်ရဲ့အကျွေးမီထောင်ချောက်ကနေလွတ်မနေတော့ဘူးနော်စီးပွားရေးကအဆနိုင်ငံရေးကအဆ အကုန်လုံးကာစကျွန်တို့ရဲ့နိုင်ငံကြီးကတော့တရရဲ့တရုတ်ရဲ့လက်ဝအုပ်ကြီးမှာပဲကြာရှုံသွားပြီပေါ့ဆိုတော့ဒီလူနဲ့ပဲကျွန်တို့ကဒီတိုင်းပဲဆက်လက်ပြီးနေသွားမှာလားဒါမှမဟုတ်ကျွန်တို့ကဘာလို့တင်လဲနော်ခုခုခုပဲမေခွန်းမေးပြီးမှ comment မှာဝင်ရကြပါဘူးကျွန်တော်နာမည်က June ပါကျွန်တော်ရဲ့ YouTube channel လေးကိုသဘောချမိတယ်ဆိုတော့ subscribe လုပ်ပေးခြင်းအပြင်အားပေးလို့ရပါတယ် thank you so much for watching beautiful people i love you guys i'll see you soon take care god bless bye bye